မဟာမိတ်တစ်ခုအနေနဲ့တည်ငြိမ်အောင်အခုတော်လိုင်းကြီးမှာပေါင်းစည်းနိုင်ဖို့ဘယ်ဆက်လက်တွေလိုအပ်လဲဆိုတာကျွန်တော်သုံးသပ်ရှင်းတာပေါ့နော်ဒီဥစ္စာကကျွန်တော်တို့နိုင်ငံအတွက်တကယ်ကောင်းမွန်တဲ့အမျှော်မြင်တစ်ခုပါဗျာအခုလက်ရှိပေါ့နော်အန်ယူဂျီအမျိုးသားညီညွတ်ရေးအစိုးရအန်ယူစီစီအမျိုးသားညီညွတ်ရေးကော်မတီ PDF ပြည်သူ့တပ်ဖွဲ့ EAO တိုင်းရင်းသားအဖွဲ့အစည်း EAO အဖွဲ့အစည်းနဲ့တိုင်းရင်းသားအဖွဲ့များအားလုံးဟာကျွန်တော်တို့မြန်မာနိုင်ငံဒီတော်လှန်ရေးမှာတကယ်တန်ဖိုးရှိတဲ့အဖွဲ့အစည်းတွေပေါ့ဗျာလို့ဒါပေမဲ့ကျွန်တော်တို့မဟာမိတ်တစ်ခုအနေနဲ့တည်ငြိမ်အောင်မပေါင်းနိုင်တာဒါကျွန်တော်တို့တွေ့နေရသေးတာပေါ့နော်အဟံဒါလေးတွေအနေချင်းရှိတာပေါ့ကျွန်တော်တို့လိုချင်တာကတော့ဒါ Federal အစိုးရ Federal တပ်ပေါင်းစုအဲဒီလိုမျိုး legitimacy ရတဲ့အဖွဲ့အစည်းတစ်ခုကိုလိုချင်တာပေါ့တို့ပေမဲ့လည်းကျွန်တော်တို့ဒီအရှင်နေထီကိုမရောက်လာနိုင်သေးဘူးမရောက်လာနိုင်သေးတဲ့ဒီဟန်တာလေးတွေကျွန်တော်တို့လေးလာကြည့်တဲ့အခါမှာဒီပခုနဲ့တိုင်းတာအုပ်ချုပ်မှုအခွင့်အပေါ်မှာသဘောမတူခြင်းပေါ့အာ EU EU တွေကဖေရစနစ်နဲ့တိုင်းတာအုပ်ချုပ်ခွင့်ကိုအဓိကထားတယ် အန်ယူဂျီနဲ့အန်ယူစီစီဘက်ကတော့အမျိုးသားအတူတကွစစ်အောင်မြင်ဖို့မဖို့ညှိနှိုင်းမှုလိုရဲဆိုရက်သဘောထားနဲ့ယက်တည်နေသေးတယ်ပေါ့နော်အဲဒီနှဖက်အမြင်အမျှတစွာတနေရာထဲမှာကျွန်တော်တို့မတွေ့သေးတဲ့အခါမှာယုံကြည်မှုနည်းနေတယ်ပေါ့နော်အဲဒါကျွန်တော်တို့အမျှတမှုရမှစီလုံးမှုရမယ်ဆိုတော့ ဥတီချက်ကိုညွှန်ပြနေရဲဆိုတော့ကျွန်တော်လူပြရတယ်။နောက်နံပါတ်2နေနေကြအုတ်ချုပ်ရေးအာဏာကိုပိုင်နေမြေအုတ်ချုပ်မှုအပေါ်မှာအဓိကအားပြိုင်အဲ EU အချို့ကကိုပိုင်အုပ်ချုပ်မှုရှိပြီးတော့စည်ရေးငွေကြေးနည်းမျိုးတွေကိုကိုစီထိန်းထားတာကြောင့်ဒီထိန်းထားတာကြီးအကြောင်းရှိတယ်။ UNG PDF ဘက်ကတော့မျှတစွာအာဏာခွဲခြားမှုလုပ်ချင်ပြင်မဲ့အဲ EU တွေကဟို non-chamber မြန်ဒီ UNG အစိုးရပေါ့ အာနာသိမ့်သွားမယ်ဆိုရက်ယုံကြည်မှုအားနည်းတဲ့တန်တရားတွေရှိနေတတ်တယ်ပေါ့နံပါတ်3အနေနဲ့ပြငွေကြေးနဲ့သဘောထားယက်တည်မှုဒီအရင်းအမြစ်အပေါ်အကျိုးဆန့်ကျင်မှုတွေပေါ့အရှုပ်ဖွဲ့တွေကဒီဒုဒေတာမှာထွက်တဲ့သဘာဝအရင်းအမြစ်တွေကိုကိုယ်ပိုင်အုံချုံမှုရနေတာကြောင့်လွတ်လပ်စွာအသုံးဆွဲလို့ရတဲ့အရှိရှိတယ်အဖေရင်နေပေမှာမျှဝေပေးဖို့ လက်မခံသေးတာလေအရှိတတ်တယ်ငွေကြေးတန်ရမှုကမဟာမိတ်တွင်းမှာကျွန်တော်တို့ဒီအချက်လေးဟာအဓိကဖွားခြားချက်လေးလေဖြစ်နေတတ်တယ်ဗျနံပါတ်၄နေနဲ့ကျွန်တော်တို့အာယုံကြည်မှုနေခြင်းပေါ့ယုံကြည်မှုနေတယ်ဆိုတာသမိုင်းနောက်ခံအကြောင်းအရာများပေါ့တိုင်းနာဖွဲ့စည်းချို့ကရခင်တော့ကျွန်တော်တို့ဒီ NU ကြည်တို့ NLD တို့ပေါ့နော် ဒါရင်နဲ့တိတ်ပြီးရှင်ပြိုင်ခဲ့ရတာရှိခဲ့တယ်။နော်ညီညာကြီးအဲလက်မှတ်ထိုးပွဲတွေပါရေးပေါ့နော်။အာဒါတွေတချို့စစ်တပ်နဲ့ပြန်ပြီးရောပူးပေါင်းသွားမလားအချင်းချင်းတန်တရားတွေရှိတယ်။ယုံကြည်မှုတွေမတည်ငြဲသေးတာ။ဒါလေးရလဲအဓိကဟန်ဒါလေးတွေပေါ့။နောက်နံပါတ်5ပေါ့။နိုင်ငံသား၆ထောက်ပံ့မှုနဲ့နိုင်ငံရေးအကျိုးစီးပွားပေါ့ ဒီ NUG PDF EAP အစုနိုင်ငံသားအဖွဲ့အစည်းတွေကတချို့ကြတော့ဒီဘက်မှာကြတော့ကျွန်တော်တို့အနောက်နိုင်ငံတွေဘိုဘက်ကကြတော့တရုတ်နိုင်ငံတွေတော့ထိုင်းနိုင်ငံဒီကားနေလဲတီရှာထောက်ခံမှုတွေရနိုင်ကြတာဖြစ်တဲ့အတွက်မဟာမိတ်တစ်ခုအနေနဲ့ဘူးမျိုးဖို့အပြင်ကားလူတွေတရားမှုတွေကလည်းဒါလေးတွေကလည်းအတားအဆီးဖြစ်နေတတ်တယ်ဗျနမဆောင်းအနေနဲ့ ျွန်တော်တို့ဥဆောင်မှုလီတာ6 scale ပေါ့ညှိနှိုင်းမှုစနစ်မတူညီခြင်းအန်ယူဂျီအန်ယူစီဘက်ကဗဟုညှိနှိုင်းမှုအဖွဲ့ကိုလူချင်တယ်တိုင်းနာအဖွဲ့များကညီညွတ်မှုရဲ့အခြေခံမှာစီလုံးညီညွတ်မှုရဲ့အခြေခံမှာညီမျှမှုရှိဖို့လူချင်တယ်ဥဆောင်သူဘယ်လိုဖြစ်တဲ့လဲဆိုတဲ့အပေါ်မှာသဘောတူနိုင်တာကြောင့်ညှိနှိုင်းမှုနေရာလေးတွေဖြစ်တယ်အာအဓိကတော့ဗျာ ဟိုတမတမကြတဲ့ခေါင်းတော်တယောက်ကနေပြီးတော့လာပြားဆိုပြီးတော့လက်တွဲပြီးတော့အဲ့ဒီနိုင်မဲ့ဆိုရင်တော့ရတယ်ဗျတော်လန်ရင်းမှာအတကြောသာစိတ်ပါဝင်စားစွာလုတ်ကြိုင်နေတဲ့လူတွေဟာကျွန်တော်တို့အာညတာမှုကိုအခြေခံပြီးတော့စီလုံးမှုကိုတည်ဆောက်မယ်ဆိုရဲသူတို့တရားကိုနားလဲကြအောင် ကျွန်တော်ဒီဥစ္စာတွေပြောနေပြီမြင်လဲကျွန်တော်ဟာအခြေခံပြည်သူလူထုတော်လိုင်းမှာတက်နိုင်သလောက်ပါဝင်တဲ့လူတရားမို့ဆိုတော့ဟုတ်ပြီဒီလိုအခြေခံပြည်သူလူထုတရားကောင်ဒီညှို့ညွတ်မှုရဲ့အာတစိတ်တေတာစီလုံးမှုရဲ့တစိတ်တေတာအချက်လက်လေးတွေအနေချင်းကိုသိရဆိုရင်ကျွန်တော်တို့ဒီတော်လန်ရေးမှာတကယ်လှုပ်ဆောင်နေတဲ့ခေါင်းဆောင်တွေရ ဒီအချက်လက်ဒီဒီထက်မကအသေးစိတ်ကြအောင်သိနိုင်အဲ့တော့အဲ့လိုတီးတဲ့အတွက်ကျွန်တော်တို့ဒီအဖြေရှာတဲ့နေရာမှာတို့အဖြေလဲရှာပြီးခဲ့ကြပြီပေါ့နော်အာဒီမဟာမိတ်တစ်ခုတီမြဲအောင်ဖွဲ့ချင်ရင်ပေါ့နော်ယုံကြည်မှုတည်ဆောက်တဲ့အစီအစဉ်ဒီအရှင်းရှင်းသမိုင်းပေါ်ပြန်လည်နားလည်ဖို့လိုတာဤအာ ဖေဖေအရှိကန်ညှိနှိုင်းအုပ်ချုပ်မှုတွေဗဟုမဟာမိတ်အောင်မှာတိုင်းရင်းသားအဖွဲ့အစည်းချင်းလေးစားအမှုရှင်ဖို့တွေအကျိုးတူစီးပွားရေးအစီအစဉ်တွေဒါတွေပေါင်းပြီးတော့ဗောနော်ဒီတဘာဝရင်းမြစ်တွေကိုအမြတ်တူတူအကျိုးတူစီးပွားဘက်ဖြစ်စေဖို့ရေးဒါပြည်သူအရှိကန်မဟာမိတ်တည်ဆောက်မှုတွေတပ်ဖွဲ့တွေပေါ်မူမတည်နေပဲနဲ့ဗျာလက်နက်ကိုင်တွေပေါ်မူတည်နေပဲနဲ့ ဟာပြည်သူတွေပေါ်အရှိခံတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့ပြည်သူအကျိုးပြုတဲ့ဦးစားပေးစနစ်ဒါဥပဒေတစ်ခုပေါ်ပေါက်ဖို့ဟာဒါအရေးကြီးတယ်ပေါ့။အဲ့တော့ဒီချက်လက်လေးတော့ကျွန်တော်ကသိတယ်ဆိုရင်ညာဒီဓမ္မကဒါအသေးစိတ်ကြပြီးတော့ကျွန်တော်တို့တော်လိုင်းခေါင်းဆောင်တွေလုပ်နေကြတာတွေကိုကျွန်တော်တို့တွေ့ရမှာပါ။အခုကျွန်တော်တို့ဒီ ဖယ်ဖယ်ဒီဒီမိုကရေစီစနစ်အတွက်ပေါ့နော်ပြည်ညင်ပေါ့ပြည်ညင်စပြီးရေးဆွဲနေရအောင်ကျွန်တော်တို့တွေးရပါပြီပြည်ညင်ရေးဆွဲတဲ့ကြောင်ရင်းဆက်လက်တွေကိုလည်းကျွန်တော်ဆက်လက်တင်ပြပေးတော့မှာဖြစ်ပါတယ်